အီရန်နိုင်ငံရဲ့ဩဇာအရှိဆုံးဘာသာရေးကောင်းဆောင်အယာတိုလာအလီခါမင်းနီကနိုင်ငံတောင်ပိုင်းစိတ်ကမ်းမြို့မှာပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးမချွေးမချန်စုံစမ်းစစ်ဆေးဖို့ဧပြီ28ရက်မှာအမိန့်ထုတ်ပြန်ခဲ့ပါတယ်။အဓိကစိတ်ကမ်းတစ်ခုမှာဧပြီ26ရက်ကအင်အားပြင်းပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပွားခဲ့ပြီးလူ40ထက်မနည်းသေဆုံးကလူ1000ကျော်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။သမရမာဇိုပီရက်စကီယန်က အခင်းဖြစ်ပွားတဲ့နေရာကိုလာရောက်ကြီးရှုခဲ့ပြီးတဲ့နောက်၎င်းရဲ့ညွှန်ကြားချက်ထွက်ပေါ်လာတာပါလုံခြုံရေးနဲ့တရားရေးတာဝန်ရှိသူတွေအနေနဲ့လိလျူရှုမှုဒါမှမဟုတ်ရည်ရွယ်ချက်ရှိရှိပြုလုပ်တာဟုတ်မဟုတ်မချွေးမချန်စုံစမ်းစစ်ဆေးပြီးတရားဥပဒေတိုင်းဆက်လက်လှုံ့ဆော်ပါလို့ခမင်းကြီးကရုတ်တံမေကုံးမှပြောကြားခဲ့ပါတယ်ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာအနှံ့မှာမိကုံးငွေတွေနဲ့လေထုညဉ့်ညံ့မှုတွေကြောင့်ဘန်ဒါအဘတ်စ်မြို့မှာရှိတဲ့စာသင်ကျောင်းတွေနဲ့ရုံးတွေကိုပိတ်ထားဖို့အမိန့်ထုတ်ထားခဲ့ရပါတယ်ကျမကြီးဝင်ကြီးဌာနကလည်းဒေသခံတွေကိုနောက်ထပ်ကြီးညာချက်မထုတ်ခင်အချိန် ချိန်အထိနေအပြင်ဘက်မှာသွာလာခြင်းမပြုကြဖို့တိုက်တွန်းထားပြီးမဖြစ်မနေသွာလာဖို့လိုအပ်ပါကနှာခေါင်းစည်းတက်စင်ဖို့တိုက်တွန်းထားပါတယ်။